နေကြအမင်းလက်ကိုမတီးပြတာရှင်းနေကြစားအဲ့နောက်ပိုင်းဆာသားလေးကိုမစ်စီမင်းရောက်လို့နေငါလေးတန်တာဒီတခြင်းလေးကိုကြားလိုက်တဲ့အချိန်မှာပြိသက်တီးကအော်အင်းရောက်တကယ်ရောက်သွားတယ်လို့ခံစားရတယ်လို့ပြောတဲ့အချိန်မှာကျွန်တော်ကျွန်တော်လည်းအံ့ဩရတာပေါ့နော်အဲ့တုန်းကအင်းရောက်ကိုရောက်သွားခဲ့တယ်လို့ခံစားပြီးဆိုခဲ့တယ်လို့ထင်ပါတယ်မန္တလေးကိုသွားပါတယ်တခြင်းကိစ္စကိုရွှေရှိသွားတော့ပေါ့နော်သူကအချင်းလေးကိုဆိုပြရတယ်နဲ့တူတယ်အဲ့တော့အဲ့လည်းကျွန်တော်မှတ်မိသလောက်ပေါ့ မျိုးလူတွေချောတာဟဲ့ဒါပေမဲ့ဒီစင်းလေးကတကယ်လည်းအမှတ်တရဖြစ်ခဲ့ပါတယ်မန်လေးသားတွေကလည်းအရင်ကြိုက်ကြတယ်အရှင်ညလုံးလေးနဲ့ညှိုးယူလိုက်တဲ့မင်းဘသူလဲရှင်းရှင်းစင်းလေးကလည်းရေးတာလည်းနည်းနည်းတော့နည်းနည်းကြာတယ်ဗောနော်အစင်းလေးရေးတာစာသားလေးဖြည့်လိုက် lyrics လေးဖြည့်လိုက်ပြီးတော့မကြိုက်ရင်ပြန်ဖြတ်လိုက်တော့တော်တော်ကြာသွားတယ် Six Class Music ပါကိုနေမြင်းညွန့်တို့ကဆက်သွယ်လို့ပါတကယ်ချင်းရှုမောင်းလည်းကိုညီပေးတာနဲ့ကျွန်တော်ဒီဆိုးပြစ်သွားတာပါဘယ်နာမည်အင်းရတို့အခြေတစ်ချက်တဲ့ကိုနေမြင်းညွန့်ပေးတာဗျအင်းရတို့အင်းရတို့အခြေတစ်ချက်ဟိုအဲ့လိုတော့ပြောမပြောချင်ပါဘူးဒါပေမဲ့ဟိုရှေ့မှာတော့ကိုကိုပိုင်စီရဲ့ထုံးပေါ့သူဆိုခဲ့ဘူးတယ်ဗျအဲ့နောက်ပိုင်းမှာကျွန်တော်ကဗီနိုရှီကဆိုမယ်ဆိုပြီးတော့ယူယူလိုက်တာပေါ့နော်အဲ့ရှင်လင်းကိုအဲ့ရှင်လင်းယူပြီးတော့ကျွန်တော်စာသားလေးပြန်ဖြည့်ပြီးတော့တီးပြစ်သွားတာပေါ့ မင်းကလေးရဝေးသွားချိန်မင်းပြီးပါအချင်းလေးကဟောကျွန်တော်စာသားလေးပြည့်တယ်ဆိုတာစာပိုင်းတော့ဘီနိုကမသိဘူးဗျနောက်ပိုင်းကျမှဟိုတချင်းတီးနေတော့မသိဘူးဟာမပြောနဲ့တော့မပြောနဲ့တော့ဆိုဘူးမှမပြောခံဘူးနောက်ပိုင်းကျတော့မှအဲ့တချင်းလေးကစာသားခွေထွက်ပြီးတော့မှတချင်းစာသားပါလာမှန်းသိတယ်သူကရမ်းအောင်အောင်နေတော့မနောကျွန်တော်ကသူ့ကိုနောက်ကျင်လာလဲပါတယ်အဲ့တချင်းလေးကိုဟုတ် မဟုတ်ဗျအဓိကဟိုအဲ့တော့ကလည်း feeling ကလည်းတမျိုးဖြစ်နေတယ်။အော်ဒီစာသားလေးထည့်လိုက်ရင်ဘူကောင်းမလားမသိဘူးနော်ဆိုပြီးဘာမှမဟုတ်ထည့်လိုက်တာ။ तू तू ကြိုက်လောက်မယ်လဲထင်လို့ပေါ့။ तू လည်းကြိုက်သွားပါလေအဆင်ပြေပါလား။အမတ်တရားလေးအမတ်တရားလေးပေါ့။စာသားလေးပေါ့။အမတ်တရားပြောပါအမင်းလက်ကိုမတီးပြတာရှင်းနေကြစားအဲ့နောက်ပိုင်းစာသားလေးပေါ့အာမှတ်တရားလေးပေါ့ကျွန်တော်တို့နှစ်ယောက်ရဲ့ပေါင်းစည်းမှုပေါ့အဓိကတော့သူရေးတာပါ ဒီကသူ့တခြင်းမှာဂျာပဲစီမေရောက်လို့နေငါလေးတန်တာအဓိကတော့ဒီကျွန်တော်တခြင်းတန်းကိုစိတ်နစ်ပြီးတော့ဆိုခဲ့တာပါပဲဒီတခြင်းရတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဒီတခြင်းလေးကိုကြားလိုက်တဲ့အချိန်မှာပြိတ္တတီကအော်အင်းရအောင်တကယ်ရောက်သွားတယ်လို့ခံစားရတယ်လို့ပြောတဲ့အချိန်မှာကျွန်တော်ကျွန်တော်လည်းအံ့ဩရတာပေါ့နော်ဒီကတော့ကျွန်တော်လည်းအဲ့တုန်းကအင်းရအောင်ရောက်သွားခဲ့တယ်လို့ခံစားပြီးဆိုခဲ့တယ်လို့ထင်ပါတယ်အချစ်တစ်ချက်ကတော့ကျွန်တော်ရေးတာပေါ့ရှိစရာတခြင်းလေးရလည်းရေးတာလည်းနည်းနည်းတော့ နည်းနည်းကြာတယ်ပေါ့နော်အစီအစဉ်လေးရေးတာစာသားလေးဖြည့်လိုက် lyrics လေးဖြည့်လိုက်ပြီးတော့မကြိုက်ရင်ပြန်ဖြတ်လိုက်တော့တော်တော်ကြာသွားတယ်အစီအစဉ်လေးကထွက်တော်လည်းပြိဿကကြိုက်ကြတယ်ပေါ့နော်စစ်ပြေပါတယ်စင်မမကတော့ပြိဿတွေကြိုက်တဲ့သချင်းလေးတွေကကျွန်တော်နောက်ပိုင်းထွက်တဲ့သချင်းလေးတွေမျှပြီးတော့ဆိုပြပါတယ်ဒီကတော့ရွှေချချင်းမျိုးတော်တို့ဥပမာအယိုးရေးတဲ့သချင်းတို့ပေါ့ဗျာရောင်60လို့ပြီးတော့ကိုဇော်လက်ရေးတဲ့မင်းတယောက်ထဲတို့ကျွန်တော်ရေးတဲ့အကြည့်တစ်ချက်တို့ဘီနိုရဲ့အင်းရသူတို့ပါလို့ပေါ့အဲ့လိုပေါ့ များသောဟိုနောက်ပိုင်းထွက်တဲ့သချင်းလေးလည်းဆိုးပြစ်ပါတယ်ကျွန်တော်စတယ်လီတို့တက်တူးလို့ပါလို့လည်းဆိုးပါတယ်အဲ့သချင်းလေးကကျွန်တော်အက်ခဲတာနဲ့တူးတယ်သူရေးထားပြီးသားရှိတာလည်းဖြစ်နေမှာဗျာဘာလို့လဲဆိုတော့ကျွန်တော်သူ့ရှိကိုရုပ်ရှိသွားတော့ဗောနော်သူကအဲ့သချင်းလေးဆိုးပြရတယ်နဲ့တူးတယ်အဲ့တော့အဲ့လည်းကျွန်တော်မှတ်မိသလောက်ဗောအချင်းလေးကစဉ်းစဉ်ဖြစ်ပြီးသားလို့ထင်တာပဲသူအရင်တော့သူတို့ကျွန်တော်တို့ကလည်းအများအားစိတ်ကူးတွေကိုမျိုးနေကြတာလေလူငယ်ဘဝဆိုတော့ ဒါပေမဲ့ဒီစင်းလေးကတကယ်လည်းအမှတ်တရဖြစ်ခဲ့ပါတယ်မန်လေးသားတွေကလည်းအရင်ကြိုက်ကြတယ်ရှင်အာလွန်ခဲ့တဲ့9နှစ်ကထွက်တာဆိုဆယ်လီပြီးတော့ဂျေနတ်ဆယ်ဝသန်ဆိုပြီးတော့အဘလမ်လေးအာမီနီအဘလမ်ပေါ့နော်အဲ့ဒါကို YouTube မှာတင်ထားတာပေါ့အဲ့ဒါပြီးတော့ကျွန်တော်နောက်ထပ်မနစ်ကမှပြန်ပြီးတော့ထွက်တာပေါ့တခြင်းအစ်စ်လေးတွေကအဲ့ဒါတက်တူကဆသွားပေါ့တက်တူရဲ့မိုးအတွက်မိုးရဲ့ပြီးတော့ playground ဆိုတဲ့တခြင်းလေး အဲ့ပြီးတော့နောက်နောက်ထွက်မဲ့သချင်းလေးလည်းရှိပါတယ်အဲ့သချင်းလေးကတော့နောက်9 9လပိုင်းပေါ့9လပိုင်းမှာထွက်ပဲ anytime ဆိုတဲ့သချင်းလေးလောလောဆယ်တော့ YouTube ရယ် streaming ရယ်ကျွန်တော်တင်ထားတယ်နောက်ပိုင်းသချင်းလေးတွေလည်းကျွန်တော်အဲ့တခြားဟိုပြည်ရင်း platform တွေပေါ့နော် ပြည်ရင်း platform မှာတင်ဖို့ရှိပါတယ်ဗျအမှန်တော့လေကျွန်တော်ကပြောပြရင်အချိန်လေးရဟိုတိတ်ပြီးတော့အချိန်လေးရလုံနေရတဲ့သဘောပေါ့တိတ်ပြီးတော့အားရတယ်တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကလည်းသချင်းလောဆယ်နောက်ပိုင်းမှာတိတ်ပြီးတော့မရေးပြဘူး ရှိတယ်ရှိတဲ့သချင်းလေးတွေရပြီးတော့နောက်ပိုင်းဆိုရင်မိုးအတွက်မိုးလိုပါဆိုရင်ကိုကျွန်ရေးတာလေကိုမော်ရစ်ကျွန်ရေးတာအဲ့ပြီးတော့ playground ဆိုရင်ကျွန်တော်ရေးခဲ့တဲ့သချင်းလေးတွေရှိအဲ့တော့သချင်းလေးတွေကလည်းရှားလာဗျာတွေ့ဟိုနောက်ပိုင်းကျတော့တခုတစ်ခါရေးရသချင်းလေးတွေရှိတယ်နောက်ပိုင်းရေးထားလည်းရှိပါတယ်အရင်တော့ဆိုကျွန်တော်တို့ album live လုပ်တာဟို album လုပ်တာမှာ series chat တွေကပြည့်သက်တွေကဝယ်ပြီးအားပေးကြတယ်ဗျာနောက်ပိုင်းကျတော့အိတ်ခက်ကပျောက်သွားတယ်အိတ်ခက်ကပျောက်သွားတယ် streaming တို့ youtube တို့ဘာမှတင်နေကြတယ်ကျွန်တော်တို့လည်း live တင်ရတာပေါ့အမှန်တကယ်တော့ပြောရရင်ကျွန်တော်က စီဒီခစ်ကိုပို့ပြီးတော့ကြိုက်တယ်ဗျအဲ့လောကအဲ့ခစ်ကိုပို့ပြီးတော့ချစ်တယ်ဗျအဲ့လိုမျိုးပြိတ္တတွေကကျွန်တော်တို့ပုံလေးနဲ့အမှတ်တရသူတို့ရဲ့ TV စင်လေးပေါ်မှာတင်ထားတဲ့ feeling လေးကိုပို့ပြီးတော့ကြိုက်ခဲ့တယ်ဗျအဲ့ဒါပေမဲ့နောက်ပိုင်းကျတော့ copy ခွေတွေပေါ်လာတဲ့ခါကျတော့အဲ့ဒီ log အဲ့ friend ရမြုပ်သွားတယ်ဗောဗျာနိုင်ငံခြားမှာဆိုရင်တော့ CD သမားတွေလည်းနားထောင်ကြပါသေးတယ်အဲ့တော့အဲ့လိုအဲ့လိုလည်းဖြစ်စေချင်ပါတယ်ကျွန်တော်တို့လည်း Commodus က ကျွန်တော်တခြင်းတွေအများကြီးပို့တယ်ဗျသူနဲ့ကျွန်တော်နဲ့ကလည်းမတွေ့ဘူးသူကဟင်းသနာမှနေတာအခြင်းတွေအများကြီးပို့တဲ့အဲမှာခဏခဏပို့ရအဲမှာနောက်ပိုင်းကျတော့မိုးအတွက်မိုးတခြင်းတွေကျွန်တော်ကြိုက်သွားတာအဲမိုးအတွက်မိုးတခြင်းတွေကျွန်တော်လက်ဆောင်ပေးတာပါအမှန်သူကအခကြေးငွေမျိုးပဲနဲ့မေတ္တာနဲ့လက်ဆောင်ပေးတာသူကိုယ်တိုင်လည်းတီးပေးတယ်ဗျအဲတီးပေးတာနဲ့ဟိုကျွန်တော်အရင်ကျွန်တော်နဲ့လက်တွဲပေါ်ပေါ့နော်ကျွန်တော်ပါတနာဟို beat panda နဲ့တွဲပြီးတော့သူနဲ့ပူးပေါင်းပြီးတော့ဖန်တီးပြစ်သွားတာပါကျွန်တော်ကဆိုတာတော့ ကျွန်တော်အဆိုပိုင်းပြီးတော့မှထပ်ထည့်လိုက်တာပေါ့။သဲအိမ်နဲ့မမြဲရေပင်လဲစီလုံးမျောလွင်သွားပြီ။စိတ်ကူးကအဲ့ဒီ bring on me ခွက်လာမယ့်တစ်ချက်လေးက anytime ဆိုတဲ့တစ်ချက်လေး။အကြောင်းရာဘယ်လိုပဲသွားတာလဲ။အသေးကွဲတာပဲ။ကောင်းလေးရထားတော့တဲ့အကြောင်းပဲအဲ့ဒါပဲ။ငါဒီရောက်ဝင်ခေါ်ပါကျွန်တော်ရဲ့တခြင်းတွေကိုဟိုးကျွန်တော်စထွက်တဲ့ရနေပြီးတော့ အားပေးခဲ့တဲ့ပရိသတ်တွေကျွန်တော် Vincent နာမည်ဆက်ပြီးဆင်ဘောက်ကအထိဒီဒီကာလအထိပေါ့နော်ဒီကာလအထိဝင်ရောက်ပြီးတော့ရှင်းနေဝင်ရောက်နားဆင်ပေးကြတဲ့ပရိသတ်တွေအားပေးကြတဲ့ပရိသတ်တွေ stage show မှာဝင်ပြီးတော့အားပေးကြတဲ့ပရိသတ်တွေလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ပရိသတ်မရှိရင်လည်းကျွန်တော်တို့လည်းဆက်ပြီးတော့ရှင်းသင်နိုင်မှာမဟုတ်ဘူးလေအဲ့တော့ခုလိုမျိုးပရိသတ်တွေအားပေးနေကြလို့ဆိုတာကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းစိုးနိုင်နေတာပါအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျဆက်ပြီးအားပေးကြပါဦး